အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America ရဲ့မြန်မာငလျင်ဘေးကူညီမှုတွေကိုဝေဖန်နေတာတွေအပေါ် Rubio ကပယ်ချလိုက်ပါတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒီသတင်းအပြည့်အစုံကတော့ BBC သတင်းဌာနကဒီကနေ့စနေနေ့ဧပြီလ9ရက်2025မှာ အမေရိကန်နိုင်ငံသားရွေးကြီးမာကိုရူဘီယိုနဲ့ဆက်သွယ်လို့ရပြီးမြန်မာနိုင်ငံရဲ့ငလျင်တန်းကေဇယ်ရေးနဲ့ပတ်သက်ပြီးအမေရိကကိုဝေဖန်နေမှုများနဲ့ပတ်သက်ပြီးရူဘီယိုရဲ့အမေရိကကသဘောထားကိုအခုလိုချပြခဲ့ပါတယ်။ဆိုရှယ်မီဒီယာတွေမှာအမေရိကကဒေါ်လာ9တန်းထက်ထက်ပေးမယ်ဆိုတာတော့သတင်းကောင်းဖြစ်ပေမဲ့တရားဝင် American အစိုးရအနေနဲ့ပြောတာအခုတည်းမရှိသေးပါဘူး အမေရိကန်နိုင်ငံသားယုံကြည်ရူဘီယိုကအမေရိကန်နိုင်ငံအနေနဲ့အခုသမ္မတဒေါ်နယ်ထရမ့်ရဲ့နိုင်ငံတော်ပြုပြင်ထိန်းသိမ်းရေးရန်တရအသည့်အရာ US8 အဖွဲ့ကိုကြေလစ်ခိုင်မအောင်ဖွဲ့စည်းနေခြင်းဖြစ်ပြီးနိုင်ငံတကာကိုကူညီပေးနေတာတွေကိုရက်တန့်လိုက်တာမှန်ပေမဲ့အခုမြန်မာပြည်မှာမြလင်တန်းကပ်ပြီးရောက်နေတာကိုမီဒီယာတွေမှာထရမ့်ကိုမလိုလားတဲ့ဒီမိုကရက်တွေဟာဝေဖန်နေတာတွေကို သူ့အနေနဲ့ပယ်ချလိုက်ကြောင်း BBC သတင်းဌာနကိုပြောပါတယ် BBC သတင်းထောက်ကနေ Rubio ကိုအမေရိကအနေနဲ့အခုလိုမြမငလျင်တန်ကိုကူညီရန်အတိတ်ပဲရှိရှိပါလို့သူများနိုင်ငံတွေလိုမတုံ့ပြန်တာလဲလို့မေးလိုက်တဲ့အခါမှာ Rubio ကကျွန်တော်တို့အမေရိကအနေနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုလူသားချင်းစာနာမှုအတွက်တတ်နိုင်သလောက်အနည်းနဲ့အမြန်အခြေအနေပေးသလိုကူညီသွားမှာဖြစ်ပြီးတခုအားလုံးသိထားရမှာကအမေရိကဟာကမ္ဘာကြီးရဲ့အစိုးရမဟုတ်ဘူးဆိုတာပါပဲလို့ဖြေကြားခဲ့ပါတယ် အခုတပတ်အစပိုင်းမှာတော့ US 8ကနေအလုတ်ထုတ်ပယ်ခြင်းခံနိုင်ရတဲ့အရာရှိအဟောင်းတွေကအမေရိကအနေနဲ့မြန်မာနိုင်ငံကိုအကူအညီပေးတော့မှာမဟုတ်ဘူး။ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အနှံ့ခံခွေးတွေလည်းဆေးလွတ်တော့မှာမဟုတ်ဘူးလို့မီဒီယာတွေကိုတွေးထုတ်ခဲ့ပါတယ်။အမေရိကနိုင်ငံသားဝင်ကြီးရူဘီယိုကဆက်ပြောတာကအမေရိကအနေနဲ့ကမ္ဘာလုံးဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းကို American အကျိုးစီးပွားအတွက်အခြားလိုအပ်တာတွေနဲ့အခြားဦးစားပေးရာများကိုလည်း ချိန်ကွင်းလျားညှိရမယ်လို့ရူဘီယိုကပြောပါတယ်။ကမ္ဘာပေါ်မှာ အမေရိကတွေမကအခြားတွေဝချမ်းသာတဲ့နိုင်ငံတွေလည်းများစွာရှိပါတယ်။သူတို့တွေလည်းတင်းတင်းကြပ်ကြပ်ပါဝင်ကူညီသင့်ပါတယ်။ပြီးတော့သူက အမေရိကကနေကူညီမယ်လူတွေကိုလည်းကူညီဖို့အစဉ်သင့်အဲ့ဒီမှာအဲ့ဒီနိုင်ငံကိုရောက်နေပြီးသားတွေလည်းရှိတယ်။ဝေရေးကြေးရေးတဲ့ကူညီဖို့အစဉ်သင့်ရှိနေတယ်။ဒါပေမဲ့အဲ့ဒီမြန်မာနိုင်ငံကိုကူညီဖို့ဆိုတာ ရွယ်ကူတဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီနိုင်ငံမှာငါတို့ကိုမကြိုက်တဲ့မင်းမျိုးတဲ့စစ်တပ်အစိုးရရှိနေတယ်လို့ထပ်ပြောပါတယ်အခုတမရထရမ့်ရဲ့အကြံပေးအရာရှိ Elon Musk ကိုမင်းမျိုးတဲ့ US8 အဖွဲ့ကနေ Elon Musk ကြောင့်အလုပ်ပြုတ်သွားရတဲ့ခေါင်းဆောင်ဟောင်းတချို့ကတော့တမရထရမ့်ရဲ့အင်ဂျီရောကို Elon Musk ကခေါင်းဆောင်နေတာမဟုတ်လို့ US8 အဖွဲ့ဟာလည်းဖြတ်သိမ်းခံခဲ့ရပြီးဒီလောက်ကြီးမားတဲ့ငလျင်တန်းခံနေရတဲ့မြန်မာနိုင်ငံကို အမေရိကကနေအကူအညီတွေမပေးနိုင်တာအီလွန်မတ်ခ်ကြောင့်ပဲဆိုပြီး BBC ကိုပြောသွားပါတယ်။ Rubio ကဆက်ပြောသွားတာကတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဧပြီလ၄ရက်နေ့အထိငလင်ချောင်းတည်ဆုံရသူ3354ယောက်ရှိပြီးဒဏ်ရာရသူ4508ယောက်ပျောက်ဆုံးနေသူအယောက်220ရှိနေကြောင်းအဲ့ဒီအတွက် အမေရိကန်အနေနဲ့ကယ်ဆယ်ရေးဝန်ထမ်းပေါင်း220အနောက်ခံခွေးတွေနဲ့အတူ အထူးစုံစမ်းရှာဖွေရေးဆက်ပစ္စည်းရန်ရရတွေဟာဆိုရင်လည်းအကောင်းဆုံးစစ်မြေပြင်သုံးပစ္စည်းတွေနဲ့သွားခဲ့ဖို့အစဉ်သင့်ဖြစ်နေခဲ့ပြီးအမေရိကရဲ့နိုင်ငံတကာကာကွယ်ရေးထိပ်တန်းအရာပေးအရာရှိ၃ယောက်ကိုငလျင်တန်ခံရတဲ့နေရာတွေကိုဆေးလွှတ်ထားပြီးဖြစ်ပေမဲ့နေတိုးအဖွဲ့နဲ့ရူဘီယိုကမနေ့ကဘယ်ဂျီယံမှာဆွေးနွေးပွဲမှာပြောသွားတာကတော့စစ်ကောင်စီနဲ့ညှိနှိုင်းနေပြီးတော့အကူအညီပေးမဲ့ US Aid အဖွဲ့ကို ပြည်ဝင်ခွင့်တောင်းတာအခုတည်းဒီခွင့်မပြုသေးဘူးလို့စစ်ကောင်စီကိုရူဘီယိုကပြစ်တင်ရှုတ်ချလိုက်ပါရယ်ခင်ဗျာ US8 ရဲ့ခေါင်းဆောင်ဟောင်းတချို့ဟာလည်း US8 ဟာနိုင်ငံရေးမပါတဲ့အဖွဲ့ဖြစ်ပြီးလူသားချင်းစာနာတဲ့ကူညီရန်ကိစ္စများသာလှုပ်ဆောင်တာဖြစ်ပြီးအမေရိကနဲ့မတင်မြတ်တဲ့အခြားနိုင်ငံတွေကိုလည်းအခုလိုဒုက္ခရောက်နေချိန်မှာဝင်ရောက်ကူညီနိုင်တယ်လို့မြန်မာပြည်အနေနဲ့လည်းဝင်ခွင့်ပြုသင့်တယ်လို့စစ်ကောင်စီကို ပြောလိုက်ပါရယ်ကြည့်ရတာထိုင်ဝမ်လိုတော့ ြည်ဝေခွင့်မရလို့နောက်ကျောင်းလှည့်ပြန်မသွားကြပါဘူး။အမေရိကန်နိုင်ငံသား၏ဝန်ကြီးရူဘီယိုကဆက်ပြီးတော့အမေရိကအနေနဲ့စစ်ကောင်စီနဲ့ညှိနှိုင်းနေချိန်မှာတခြားချမ်းသာတဲ့နိုင်ငံတွေဖြစ်ကြတဲ့အိန္ဒိယနဲ့တရုတ်တို့ကအခုလိုဝင်သက်ပါတယ်၊ကူညီသက်ပါတယ်။အမေရိကရဲ့ policy အစ်အရာလူသားတွေစီ10 billion dollar အကူအညီပေးဖို့အတွက် American dollar တန်းတရာဂုံပြီးမှသုံးပြီးမှထွက်လာမဲ့ ဒေါ်လာ၁၀သန်းကုညီတာမျိုးမလုပ်နိုင်တော့ပါဘူး။လူတွေရဲ့ပေးထားတဲ့အခွန်ငွေတွေနဲ့ချမ်းသာကြွယ်ဝနေတဲ့ NGO အဖွဲ့တွေကိုဖြတ်တောက်ပြစ်နေပါပြီ။အဲ့ဒီအတွက် American အစိုးရရဲ့ကပ်ဘေးရင်ဆိုင်နေရတဲ့နေရာမှာတရားဝင် ကုညီနေကြတဲ့ NGO များနဲ့သာ direct America ကနေကုညီသွားမှာကိုကဘာကသိအောင် ပြောကြားလိုကြောင်း Rubio ကသတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်ငြိမ်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye